တာမွေမြို့နယ်ပသိမ်ညွန့်စံပြရက်ကွယ်မလွာကုန်းလမ်းတွင်နှလောင်းပြန်သူတတ်မှုဖြစ်ပွားခဲ့တယ်လို့ဇွန်လကွယ်နေကစုံစမ်းသိရှိရပါတယ်။အဲဒီအသက်ခံသူများမှာအမျိုးသမီး2ဦးဖြစ်ပြီးနေအိမ်တွင်အပုတ်နှံများထွက်ကာသေဆုံးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အသက်ခံသူ2ဦးဟာအဆိုပါနေအိမ်ထဲမှာ2ဦးတည်းနေထိုင်ကြောင်းလည်းသိရပါတယ်။ဖြစ်စဉ်မှာဇွန်လကွယ်နေနေလယ်ပိုင်းမှာအခင်းဖြစ်ပွားရာနေအိမ်ကိုမိတ်ဆွေတို့မှလာရောက်စဉ်အိမ်ကားပေါက်ကိုဖြွင့်ဝင်ရာမှာ2ဦး2ဦးဖြစ်တဲ့ထိုအမျိုးသမီး2ယောက်ကိုအိမ်ကားပေါက်ဝအနေသေဆုံးရက်တွေ့ရှိခဲ့ကြောင်းသိရပါတယ်။ သူတို့နှစ်ယောက်နေတဲ့ကောင်းရင်ကမှာအရင်နေခဲ့တဲ့အသည့်တယောက်ကအိမ်လာလေတော့ခြံတကားကပွင့်နေပြီးအော်ခေါ်တော့လည်းပြန်မထူလို့ခြံထဲဝင်လာတာအိမ်တကားကိုကြည့်တော့ကက်ကြီးနဲ့ကလန့်ပြီးပိတ်ထားတာကိုတွေ့လို့ဖွင့်ဝင်လိုက်တာလူတည်နေတာတွေ့လို့အော်ပြီးပြေးလာလို့ကျမတို့လည်းသိရတာအသက်ခံရတဲ့သူနှစ်ဦးလုံးကပန်းတွေတီးပြီးဖျားအကြောင်းကိုပန်းကုန်းသွားဖို့ရဲအလုပ်လုပ်ကြတယ်သူတို့နှစ်ဦးတည်းနေတော့ဘယ်အချိန်ကဘသူတက်သွားလဲမသိလိုက်ဘူး6ရက်နေမနက်ပိုင်းကတော့ဈေးကပြန်လာတာကိုနောက်ဆုံးတွေ့လိုက်ရတယ် ဲ့ဒီနောက်တော့တကားပိတ်ထားတာကိုပဲတွေ့ရတယ်လို့အသက်ခံရသူနှစ်ဦးရဲ့အနီးပတ်ဝန်းကျင်ရှိမြို့သမီးတို့ရဲ့ပြောကြားချက်အရသိရပါဗျ။အသက်ခံရတဲ့မြို့သမီးတို့မှာအဆိုပါနေရာမှာနေထိုင်ခဲ့တာ25နှစ်ခန့်ရှိပြီဖြစ်ကြောင်းသိရပြီးပတ်ဝန်းကျင်နဲ့လည်းတင့်မြတ်ကနေထိုင်အေးဆေးသူများဖြစ်ကြောင်း၎င်းတို့ကိုမတွေ့ရသည်မှာနှစ်ရက်ကျော်ရှိပြီဖြစ်ကြောင်းအဆိုပါအမျိုးသမီးနှစ်ဦးရဲ့နေအိမ်ကိုနေ့စဉ်ညနေတိုင်းနွားနို့လာပို့တဲ့အမျိုးသားထံမှသိရပါဗျ။ကျွန်တော်ကဒီအိမ်ကိုညနေတိုင်းနွားနှုတ်လာပို့နေကြသူတို့အိမ်ကိုဝင်မပို့ဖြစ်တာနှစ်ရက်ပဲရှိသေးတယ် နှစ်ယောက်စလုံးကအသက်လဲကြီးပြီးအနည်းလဲအေးစေတယ်ဒီနေ့နွားတို့လာပို့တော့သူတို့အသက်ခံရတဲ့သတင်းကြတာစိတ်မကောင်းဖြစ်မိတယ်လို့ပြောပါရယ်အခင်းဖြစ်ပွားရာကိုတပ်ဆိုင်ရာရဲစခန်းမှာလာရောက်စစ်ဆေးခဲ့တဲ့အပြင် CID မှရဲရာရှိများလည်းလူသတ်မှုကိုလာရောက်စုံစမ်းစစ်ဆေးကြကြောင်းသိရပါရယ်အဲဒီကိစ္စနဲ့ပတ်သက်ပြီးအစ်စ်မြင့်ရဲရာရှိတို့ကတေရာကတော့နှစ်ရက်လောက်ရှိပြီလို့ယူဆထားတယ်ခန္ဓာကိုယ်ကအပုတ်နဲ့နည်းနည်းထွက်နေပြီဘာတန်ရာတွေနဲ့အသက်ခံရတယ်ဆိုတာထုတ်ပြောလို့မရသေးဘူးနှစ်ယောက်စလုံးပလက်အနေထားနဲ့တေဆုံးနေတာကိုတွေ့ရတယ် အိမ်တွင်းထဲကတစ်တာပေါ်မှာတော့သွေးစွန်းနေတဲ့လက်ပွေရာတွေတွေ့ရတယ်ပြီးတော့အိမ်ထဲကပစ္စည်းတွေကလည်းမှွေနှောက်ထားသလိုအနေထားပြက်နေတဲ့ပရိတ်သားတွေပြန်ကျဲနေတာကိုလည်းတွေ့ရတယ်နှစ်တစ်ထုပ်နှစ်ချောင်းကိုလည်းတွေ့ရတယ်လို့ဆိုပါတယ်သိဆုံးသူတူရဲ့တူဖြစ်သူဦးဝင်းအောင်ကအဆိုပါဖြစ်စဉ်ကိုတရားလိုပြုလုပ်တိုင်ကြားခဲ့တာကြောင့်တာဝန်မျိုးမှဂျက်ကန်မှာပါသာ၈၀၉မြင်းဆောင်၂၀၁၅ပြည်မှုပုံမှာ၃ရက်နှစ်နဲ့အမှုဖွင့်ထားကြောင်းသိရပါတယ်